ော်မင်းကျွန်တော်တို့ခေတုန်းကဒီလိုမျိုး AI app တွေပါမရှိဘူးလေဒီ free generated app တွေမရှိဘူးအဲ့တော့ဒီမှာရိုက်မယ်ဆိုရင်ကင်မရာတစ်လုံးဝယ်ဝယ်ရမယ်ဒီကင်မရာလေးအဲ့လိုမကောင်းလေဖုန်းကင်မရာလေးအဲ့လိုမကောင်းတော့အဲ vlog ရိုက်မယ်ဆိုကင်မရာတစ်လုံး Sony အနည်းဆုံးအသေးဆုံးလေးပေါ့နော်6400လေးတော့အနည်းဆုံးတော့အဲ့တော့ဝယ်ရမယ်အဲ့လိုရှိရင်အဲ့ဒီအဲ့ဒီ support အတွက် computer တော့မဟုတ် laptop တော့လောရှိရမယ်အမျိုးလေးပေါ့နော်ဆိုတော့ခုခေတ်မှာတော့ဒါကြီးတော့လွယ်ကူသွားပြီ simple logic တစ်ခုကလွယ်တော်များတိတ်ပြီးတော့ လက်မခံနိုင်ကြတာပါလဲဆိုတော့ဒီအခုခေတ်ကလေးမှာအကူအညာဘယ်လိုပဲပညာတော်ခဲ့တယ်ဘယ်လိုဘယ်လိုပဲ experience ရှိခဲ့တယ်ပြောပြောပြောနောက်ပိုင်းတက်လာတဲ့ next generation ကိုထပ်ပို့ပြီးတော့ထားပါတော့အဲ့ဒီမှာကြည့်ကြည့် videography photography ကြည့်ကြည့်ပါနောက်ဆုံးကလည်းပဲကြည့်ကြည့်ဒီနောက်ပိုင်းကလေးတွေပို့ပြီးတော့ကိုတက်ကိုကြောကြောပါမှာအဲ့လိုပေါ့နော်ကျွန်တော်တို့ချီကျူးတယ်ဒီဒီအခုခေတ်ကလေးဆိုပူအောင်ချီကျူးတယ်ဘာလို့ဆိုတော့အခုဆို TikTok ဒီမှာဆိုလို့ရှိရင်လည်းအကုန်လုံးက photography လေးကြီးပဲတယ်မလား နောက်ဆုံးကောကိုထမင်းသက်ဆိုင်တော့မှဒီနေ့ဗမာသက်ဆိုင်ဖြစ်ပါတယ်ဆိုတော့အဲအဲ့ဒီဟာလေးကိုကျွန်တော်ကြိုက်တယ်ဒီခေတ်ကြီးမှာသူတို့ဖုန်းတစ်လုံးရှိတယ်ဆိုလို့ရှိရင်အကောင်လုံးထုတ်ပြီးရိုက်ကြတယ်ကျွန်တော်ခေတ်တော့စဉ်းစားရတယ်ကြည်လားဟာငါ့ကိုငါ့ကိုဘယ်ပါပြောကြအောင်မသိဘူးလားအဲ့လိုရှိအောင်လားခုကလေးလေးကဘယ်သွားသားဘာလို့လဲဖုန်းတစ်လုံးထုတ်ရိုက်တယ်ပြင်ဟို free app တွေအများကြီးပေါ့ကြည်လားအဲ့ဒီ research ကပေး TikTok တွေ Facebook မှာကောက်တင်အဲ့ဒီဘယ်မှာနာမည်ရ that's good မတ်အာဂျီပင်ဆောင်ကိုအဲအဲ့ကားလေးရွှေရှင်တိုင်းကြီးပေါ့နော်အဲ့လေးဒီနေ့ကတော့ဝဲလေးပါကျွန်တော်ရဲ့ဇက်ကောင်နာမည်ကတော့နေသူရင်းပေါ့နော်သူကတော့ကျွန်တော်ကတော့ဟိုပါပေါ့ဒီပရလောကအကြောင်းရေးတဲ့အဆိုင်ဆက်တက်ပါအဲအခုအပရလောကအကြောင်းကတော့စိတ်ဝင်စားပါတယ်ဇကားရေးပါတယ်ရှိလို့ရှိရင်နိုင်ငံကားရေးမှာ super natural ကားရေးပုံကြိုက်တော့ပါဆိုတော့ဆိုင်ရတာတော့ဆိုင်ရတော့ရင်းတော့အဲမဟုတ်ဘူးနော်အပြင်မှာပေါ့အပြင်မှာမကြောက်တတ်ပါဘူး တကယ်မကြောက်တယ်လို့ခဏခဏအဲ့လိုပြောမမမယုံကြည်ရှိရင်ယုံကြည်ဒါမှမဟုတ်အဲ့လိုမျိုးကိုကြောက်တယ်ဆိုရင်မပါဘူးကွာအဲတကယ်အဲထပ်ပါတော့တဲချီတယ်ကိုလည်းတကယ်အချောက်ခံပြတာ哦ဒါမှမဟုတ်အရင်ကြီးကွာအဲ့လိုဟာတဲချောက်တဲချောက်တယ်မောင်းမမနေရဲ့အဲ့လိုတော့မရှိဘူးအဲ့အယူဆတော့မရှိဘူးအဲ့လိုတော့မရှိပါဘူးဒီတိုင်းမဲ့တဲရှိရဆိုတော့သိပါတယ်တဲ့လားပြန်သွားဘလုံးရောခဏခဏဒီလိုအတွေ့အကြုံတွေကကျွန်တော်တွေ့နေခံစားမိရဲ့ဒါမှမဟုတ် ကြောက်တော့တော့မရှိပါဘူးမရှိတော့ပါဘူးဟိုးအရင်တော့လွန်ခဲ့တဲ့ဆယ်နှစ်ဆန်းနှစ်နဲ့အဲ့လိုမျိုးဟာပဲရှိရပါအခုကတော့လုံးဝမရှိတော့ပါဘူးဟုတ်အဲဒီတိုင်းပဲကျွန်တော်တို့တဲ၆တယ်ပေါ့အဲဒါပါပဲမပြဘူးမပြဘူးဒီတိုင်းပဲဒီတိုင်းပဲတဲတဲ၆တယ်ဆိုတာပဲတဲ၆တယ်ဆိုတာပဲဟန်ဟန်ပြရပါပစ္စည်းပြုတ်ကြရပါဒါမျိုးလေးပါပဲအဲ့ပေါ့နိဟိုအင်းဟုတ်တယ်အခုလည်းအခုလည်းမကြောက်ဘူးအငယ်လေးဟုတ်တယ်အငယ်လေးကမကြောက်တာအငယ်လေးကအမေတို့ကလည်းအဲ့လိုမျိုး ။ငါဘယ်မှကြောက်ဘူးလားတော့ဘာလို့အဲ့လိုမျိုးပြောခဲ့တယ်။အခုအရှုပ်တကြံတစ်ခါအမေတို့လည်းမပြောခဲ့ဘူး။ဆိုတော့အဲ့ကြောင့်လည်းမကြောက်တာပေါ့နော်ကျေးဇူးတင်ပါတော့။အဲ့ဆိုအဲ့ကြောင့်အဲ့ကြောင့်နေမှာပြောတယ်ဘူးဒါကျွန်တော်ကတော့ကျွန်တော်လည်းဖျားတရားတော့တော်တော်လေးလွတ်ဖြစ်တယ်ပေါ့နော်။တကယ်မကြောက်တာတော့ငယ်တည်းကမကြောက်တာဖျားတရားမလွတ်ခတဲ့ကမကြောက်တာ။ဒီတစ်ခါတော့အခုဝင်ခံပါလေ။နည်းနည်းလေးတော့ဟိုကနည်းနည်း confuse ဖြစ်နေပေါ့နော်။စိတ်နည်းနည်းလေး ဘယ်ရွေးရမှာညာရွေးရမှာလို့ဖြစ်နေပါဘောနော်ဆိုတော့အခုချိန်မှာတော့အလိုခံခံမှာတော့အပြင်စင်မြူရပြီးအရင်ကလိုတဲ့မှာကာရက်တာအကြောင်းစရာစဉ်းစားဖို့ပဲလို့မပြောနိုင်ဘူးပေါ့နော်ဟုတ်ဆိုကိုကိုကိုအဲ့လိုဖက်ကြည့်ဖက်ကြည့်ဖက်ကြည့်ပြီးမှဇလန်ကရောမိုက်နေပြီးအဲ့ကာရက်တာကိုကော့ကိုလုံးဝပါ88ရခိုင်နော်လောက်ပဲချတွေ့သေးတယ်။100ရခိုင်နော်မတွေ့သေးဘူးနော်။အဲ့လိုအဲ့လိုလူနေနေဖြစ်နေပါတော့။ဝန်ခံပါတယ်။ဟုတ်ပြီ။ဒီလိုပါပဲ။ဒီလိုပဲ။ကျွန်တော်ဇန်ညွှန်းရရတယ်။အဲဇန်ညွှန်းရရဒီဟာကိုဖတ်တယ်ဖတ်ပြီးမှ character ကဘယ်လိုလာမလဲ။ အဲ့တော့ like director အကြိုက်နဲ့ကျွန်တော်အကြိုက်နဲ့ပြန်ညှိတူရဲလားပေါ့နော်တော်ကြနေတူတူမြင်လာရင်ဟာတင်လာစာချုပ်တယောက်ကျွန်တော်မြင်လာကျွန်တော်နည်းနည်းမိုက်နေရဆိုကျွန်တော်မစင်ပြေအောင်လေအဲ့ဒါလေးပြန်ညှိပေါ့နော်အဓိကကျွန်တော်ကအခုကတိုင်ပတ်နေဆိုတာတခြားမဟုတ်ဘူးအဲ့ဒီစကားပြောမဲ့ပုံစံမျိုးတိုင်ပတ်နေတာပါဒါကိုကိုကိုရတာခွဲတဲ့ကိစ္စပါကျွန်တော်ရောပြင်ဆင်ပြီးသားပါအဲ့ဒီညီလေးပါညာမျက်မှန်လေးအကုန်လုံးပြင်ဆင်ပြီးတော့ပါမဟုတ်အဓိကအဲ့ကိုကိုကွဲအောင်ပြောမှာပေါ့နော်အဲ့ ကျွန်တော်တို့ရှိမှရိုက်ထားတဲ့ဟိုအကယ်၍တို့ဆရာချင်းဘောတို့ဘာညာစပါကလာအဲ့မျိုးကလာအဲ့အဲ့အဲ့ဒီကားတွေနဲ့ကျွန်တော်နည်းနည်းလေးပတ်တူအောင်ပေါ့နော်ဖိုင်ပြီးတော့ခွဲပြောင်းမှာဟိုကဒီရဲမှာကျွန်တော်နည်းနည်းလေးပို့ပြီးမှအသက်ကြီးပိုင်းရင်းကျက်တဲ့ပုံစံမျိုးပြောရမယ်လူကြောက်ဆိုတော့အခုလိုမျိုးပြောရင်စင်ပြေမလားဆိုပြီးတော့တွေးနေတာပေါ့နော်ဆိုင်ရင်အေးတော့ရတယ်နော်ဆိုင်ရင်ဆရာလေးကတော့တခုဆိုဆိုင်ရင်ဆရာပြင်မှတ်တက်မယ်လူမိုက်ဆိုရင်ဟိုအုတ်ထုတ်အကားဆောင်ပဲဒါကတော့ရိုးရပါတော့နော်ဒါပေမဲ့ အဲကျွန်တော်ကျွန်တော်တို့ကကြတော့ဒီဒီဒီစကားတွေထဲမှာမျက်မှန်တက်တဲ့ character မလုပ်ရသေးဘူးလေစဉ်းစားကြည့်ရင်ခါမှမျက်မှန်တက်တဲ့ character မလုပ်ဘူးသေးဘူးဆိုတော့ဒီခါပထမဆုံးပေါ့နော်ဒါလည်းဝင်အောင်လုပ်လားဟုတ်ဟုတ်ဒါ character လည်းမမဆိုင်ဘူးကျွန်တော်ဒီတိုင်းပဲမနက်ပြန်ဝေးကြမှာရှိရလို့ဒီမှာစတန်လေးဝင်ချင်လို့အဲမှာစတန်လေးဝင်လာတော့ပုံမှန်ဆိုရင်ကျွန်တော်လေကလုံးဖြူနေလေကလုံးအမဲနဲ့ဒီအမဲအပြာဖြူချားမှာပတ်နေတာလေတော်တော်ကြီးလည်းမွေးချင်ပါရဲ့တော်တော်ကြီးလည်းမွေးချင်တဲ့ခါကျတော့ ဘာဘာဝဲကောင်းမလဲမသိဘူးဆိုတော့ပြီးတော့မီးပြက်တယ်လေမီးပြက်တဲ့ခါကျတော့တခြားလေးမီးဟိုတက်လို့မရပါဘူးတဲ့ဟာဟာတော်ယူကားလို့ဘောတိုင်းပုံထိုက်တော့ဆိုပြီးတော့ထွက်လိုက်တာပါအာမင်းမတိကျပို့ပို့ပို့ပါရဲ့တော်တော်လေးပို့ပါရဲ့ဟုတ်မသိဘူးပါသမီးရတော့ဟိုတိုက်ပုံဝင်လာတယ်ခန့်တယ်ပြောလို့လေအဲ့ဒီကမချွတ်တော့တာနင်းနေကြတော့ညားတာပါဘာဘာတန်ခွဲတွေဝင်ရတယ်ပြောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဟိုပါပို့ နှစ်20တော့မဟုတ်ဘူးနောက်ဆက်နှစ်နောက်ဆက်နှစ်လားဆိုတော့အခုဆိုမလေးတော်တော်တော့အများကြီးနေ10နှစ်ပြီ10 10နှစ်ကိုမှတုံးလေးက17နှစ်ပေါ့17နှစ်လား you see ဟိုဒီ simple logic တခုကလူတွေတော်တော်များသိပြီးတော့လက်မခံနိုင်ကြတာပါလဲဆိုတော့ you have to ဒီအဝင်ခံမှာပေါ့နော်ဒီအခုခေတ်ကလေးမှာအကူအရင်ဘယ်လိုပဲပညာတော်ခဲ့ရဘယ်လိုဘယ်လိုပဲ experience ရှိခဲ့တယ်ပြောပြောပြောနောက်ပိုင်းတက်လာတဲ့ next generation ကိုထပ်ပို့ပြီးတော့ ထားပါတော့အဲ့ဒီတိုင်းပဲကြည့်ကြည့်ဗီဒီယိုဂရာဖီဖိုတိုဂရာဖီပဲကြည့်ကြည့်ပါနောက်ဆုံးကလည်းပဲကြည့်ကြည့်ဒီနောက်ပိုင်းကလေးတွေပို့ပြီးတော့ကိုတကိုကြောကြောသွားမှာအဲ့လိုပေါ့နော်ဆိုအဲ့တော့ကိုလက်ခံတာလေအဲအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ချီကျူးတယ်ဒီဒီအခုခေတ်ကလေးဆိုပုံတော်ချီကျူးတယ်ဘာလို့ဆိုအခုဆို TikTok တွေမှာဆိုလို့ရှိရင်လည်းအကုန်လုံးကဖော်ဂရိုင်းလေးကြီးပဲတဲ့မလားနောက်ဆုံးကိုကိုထမင်းသက်ဆိုင်တော့မှဒီနေ့ဗမာသက်ဆိုင်ဖြစ်ပါတယ်ဆိုပြီးတော့အဲအဲ့ဒီဟာလေးကိုကျွန်တော်ကြိုက်တယ် ီခေတ်ကြီးမှာသူတို့ဖုန်းတစ်လုံးရှိတယ်ဆိုလို့ရှိရင်အကောင်လုံးထုတ်ပြီးရိုက်ကြပြီကျွန်တော်ခေတ်တော့ဆိုစဉ်းစားရတယ်ကြည်လားဟာငါ့ကိုငါ့ကိုဘယ်ပါပြောကြအောင်မသိဘူးအဲ့လိုမျိုးရှိအောင်လားခုကလေးလေးကဘယ်သွားသားဘာလို့လို့ဖုန်းတစ်လုံးထုတ်ရိုက်တယ်ပြီးရင်ဟို free app တွေအများကြီးပေါ့ကွာကြည်လားအဲ့ဒီ research ကြီးက pay TikTok တွေ Facebook မှာကောက်တင်အဲ့ဒီဘယ်မှနာမည်ရ that's good ကျွန်တော် app ရတယ်အော် man ကျွန်တော်ခေတ်တော့ဒီလိုမျိုး AI app တွေပါမရှိဘူးလေဒီ free generated app တွေမရှိဘူးအဲ့တော့ဒီမှာရိုက်မယ်ဆိုရင်ကင်မရာတစ်လုံးဝယ်ဝယ်ရမယ် ကျွန်တော်ကင်မရာလည်းအဲ့လိုမကောင်းလေဖုန်းကင်မရာအဲ့လိုမကောင်းလို့ဆိုတော့အဲ vlog ရမယ်ဆိုကင်မရာတလုံးစွန်နေအနည်းဆုံးအသေးဆုံးလေးပေါ့နော်6400လေးတော့အနည်းဆုံးတော့အဲ့တော့ဝယ်ရမယ်အဲ့လိုရှိရင်အဲ့ဒီအဲ့ဒီဆက်ဖို့အတွက်ကွန်ပျူတာသုံးဖို့လက်ပတ်သုံးလုံးတော့ရှိရမယ်အမျိုးလေးပေါ့နော်ဆိုတော့ခုခေတ်မှာတော့ဒါကြီးတော့လွယ်ကူသွားပြီအာမိုင်ကကျွန်တော်ကျွန်တော်ကဆိုးရိမ်တဲ့ဝါဒနာပါဒါပေမဲ့တကယ်တမ်းကျွန်တော်ရဲ့အခုဆုံးသွားတဲ့အဖားပေါ့နော်သူကတော့အဓိကအဓိကပေါ့သူကဒီဆန်နေစင်းထဲမှာ ီကလေးလေးကိုရှောက်တာခေါ်တော့လေအဲဆာဆာတဲ့သတင်းစာထဲမှာသတင်းစာထဲမှာတွေ့ရတာကို तू ကတားတဲ့ငါတားတော့ရှောက်ရမှာပါနော်တော့ရှောက်အဖအဖစားခဲ့ရမှာအာအဖအဖတော့ကျွန်တော်ဘာမှတော့ပြောရမရှိတော့အဓိကတော့ तू အမြဲတမ်းကျွန်တော်ကိုအပေါ်နေသူစောင့်ကြည့်နေရယ်ဆိုတော့ तू လည်းကြည့်နေနေတော့ proud ဖြစ်မယ်လို့ကျွန်တော်အမြင်ရှိပါတယ်ပေါ့နော်။အဲကျွန်တော်တို့ခုရိုင်းပဲအိမ်နမတ်ကိုဟိုကာဂျီမဆောင်ကိုကာဂျီမဆောင်ကိုမှာ ကျွန်တော်တို့လူငယ်တွေပေါ့နော်ပြန်ကြည့်ကြည့်လို့ရှိရင်ဟုတ်တယ်တကယ်လည်းပြန်စဉ်းစားကြည့်လူငယ်တွေရဲ့ driver ဆာပေါ့နော်ဆိုတော့အားလုံးကြိုးစားရမယ့်ကားလေးဖြစ်တယ်ဆိုတော့တကယ်လည်းစိတ်ဝင်စားဖို့ကောင်းဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းအပူစီစဉ်ပါခင်ဗျာ